အားလုံးမင်္ဂလာပါကျွန်တော်ယနေ့ဖတ်ရမယ့်အကြောင်းအရာကတော့ဆရာကြီးရွှေဦးတောင်းရေးသားတဲ့အကြံဉာဏ်ဖြင့်ကြီးပွားရေးတင်းအန်ဂရိုဝစ်စာအုပ်ဤအနည်းချုပ်ကိုဖတ်ရပေးမှာဖြစ်ပါလေဒီအနည်းချုပ်မှာဆိုရင် အောင်မြင်တိုးတက်ရန်အတွက်လိုင်းနာရမယ့်အချက်၁၂ချက်ကို အခန်းသုံးဖို့အချက်တစ်ခုချင်းစီအလိုက် အောက်ပါအတိုင်းဖော်ပြထားတာကိုဖတ်ရပေးမှာဖြစ်ပါတယ် နံပါတ်1ပြင်းစရတဲ့ဆန္ဒရှိရမယ်။အောင်မြင်ရန်အတွက်ယင်ထဲမှာလှိုက်လိုက်လိုက်လဲရဲရဲတောက်ပြင်းစရတဲ့ဆန္ဒများရှိရပါမယ်။သူတစ်ပါးပြော၏လိုက်ပြောခြင်းမျိုးမဟုတ်ပဲမိမိကိုယ်တိုင်ပန်းတိုင်ကိုတိတိကျကျသိရှိထားရမယ်။ဥပမာအားဖြင့်ချမ်းသာလိုပါကမိသားသောငွေကြေးပမာဏကိုမိသည့်အချိန်အတွင်းချမ်းသာလိုကြောင်းစသဖြင့် အသေးစိတ်မှတ်သားထားရမယ်။နံပါတ်1ယုံကြည်မှုရှိရပါမယ်။အောင်မြင်လာသူများသည်မိမိကိုယ်ကိုယုံကြည်မှုအသီးအဝရှိကြပြီးမဆုံးမနစ်တော့ယုံကြည်မှုဖြင့်ကြိုးစားအားထုတ်ကရှေ့ဆက်ရှောင်းလန်းကြပါလေ။နံပါတ်3အထုံးပါအောင်နှလုံးသွင်းပါ။မိမိ၏ရည်မှန်းချက်ပန်းနိုင်ကိုမတိစိတ်တဲ့အသည့်အထုံးပါအောင် နေ့စဉ်ထက်ခါတလဲလဲပွားများနှလုံးသွင်းရပါမယ်။မသီးစိတ်တဲ့တို့အညစ်တွယ်သွားပါကပန်းနိုင်ကိုဥတီသည့်လုပ်ငန်းများကို အလိုလိုတွေးမိလုံးပြီးသွားစေနိုင်ပါလေ။နံပါတ်၄သင်ညာရှင်ဖြစ်အောင်လုပ်ပါ။တိုးတက်ကြီးပွားရန်အတွက် နေပဲတစ်ခုခုတွင်သင်ညာရှင်အဆင့်ဖြစ်နေရန်လိုအပ်ပါလေ။သင်ညာရှင်ဖြစ်သည့်ဆိုရ၌တက္ကရူဘွဲရခြင်းကိုသာ ဆိုလိုသည်မဟုတ်ပဲ။ ကြောင်းမပြီးတော့လဲမိမိအတန်ဝေဝံကြောင်းနယ်ပဲတွင်အထွတ်အထိပ်ရောက်အောင်ကျွမ်းကျင်နေပါကတိုးတက်ကြီးပွားနိုင်တယ်နံပါတ်5စိတ်ကူးဉဏ်ကူညီပါအလုပ်လုပ်ရာတွင်တမယိုးကြလမ်းကိုမလိုက်ပဲလမ်းသစ်ထွင်ခြင်းဖန်တီးတီထွင်ခြင်းများပြုလုပ်နိုင်ရန်စိတ်ကူးဉဏ်ကိုကောင်းစွာအသုံးချတတ်ရန်လိုအပ်ပါတယ်နံပါတ်6အသေးစိတ်စီမံချက်ဆွဲပါ ပန်းတန်ရောက်ရှိရန်အတွက်မိတို့စူးစမ်းမိဆိုသည်ကို တချင်းတဆင်းချင်းစီကြိုတင်စဉ်းစားထားပြီးအသေးစိတ်စီမံချက်များဆွဲထားရန်လိုအပ်ပါတယ်။နံပါတ်9ဆုံးဖြတ်ချက်ခိုက်မှာပါ။အောင်ဉ္ဇသူများသည်ဆုံးရချက်ကိုတွန်းဆုပ်ခြင်းမရှိဘဲလျင်ညံစွာချတတ်ကြပါれ။ရှားပြီးသားဆုံးရချက်ကိုပြန်ပြင်းရန်အတွက်မူကြံ့ကြတတ်တယ်။ မိသူကမိတို့ပင်ပြောစေကမူခြားသာပြည်သာဆုံးရချက်အတိုင်းပန်းတန်ရောက်သည့်အထိတတ္တိရှိရှိရှောက်လန့်ကြတယ်။နံပါတ်၈ဇွဲကောင်းကောင်းနဲ့ကြိုးစားပါ။ဤမှန်းချက်အတွက်တင်ပြတဲ့ဆန္ဒနဲ့အသေးစိတ်စီမံချက်များရေးဆွဲပြီးပါက အပေါ်ချသူများဘေးတိုင်ဘူးထောသူများကို စိတ်ထဲမှထားပဲမိမိကိုယ်ကိုယုံကြည်အားထားကဇွဲကောင်းကောင်းသည့် အချုံးမပေးပဲအားမလျှော့ပဲကြိုးစားရမည်နမတ်ကိုလူတော်များနဲ့အသင်းဖွဲ့ပါမိမိရည်မှန်းချက်အောင်မြင်ရန်အတွက်စိတ်တူကိုယ်သူရှိတော်လူတော်များနဲ့အသင်းဖွဲ့ပြီးအကောင့်တယ်ဖို့ဆောင်ရွက်ရမယ်နမတ်တက်လိန်စိတ်ဆွမ်းအားကိုအတွင်ရောက်အသုံးချပါလိန်စိတ်ဤသင်းရတော်ဆွမ်းအားများမှတဆင့်စိတ်ကူးဉဏ်တီထွင်ဉဏ်အနုပညာဉဏ် တက်တိစိတ်ဆွမ်းအားဇွဲစားလီတို့ကိုရရှိရန် အတွင်ပြောင်းလဲအသုံးချကအောင်မြင်အောင်ကြိုးစားနိုင်တယ်။ဥပမာအားဖြင့်ဘောလုံးကန်နေစဉ်မိမိတစ်ဖက်သက်ကြိုက်နေသူက အားပေးနေဒီကို တွေးမိတော့အခါစီဆွမ်းရခြင်းစိတ်ပေါ်လာပြီးဆွမ်းဆောင်ကြီးကိုပိုကောင်းလာခြင်းရောသို့မဟုတ်အချစ်နဲ့တွေးရခြင်းသို့မဟုတ်အသေးကွဲချိန်များတွင်တခြင်းကောင်းများရေးနိုင်ကြခြင်းမျိုးဖြစ်တယ်။ နံပါတ်7မတိစိတ်နဲ့တိစိတ်ဥနောက်ကိုလေးကျင့်ထိန်ချုပ်ပါမတိစိတ်တဲ့၌ရှိတတ်သောတန်တရားစိတ်ကြောက်စိတ်မနာလိုစိတ်အမုန်းတရားလက်စားချေခြင်းစိတ်မတရားလောဘစိတ်အယူသီးစိတ်ဒေါသစိတ်စသည်မကောင်းသောစိတ်ခံစားမှုများကိုတတိဖြင့်ဖယ်ချရမယ်ကောင်းသောစိတ်ခံစားမှုများဖြစ်သည့်ကိုယ်ကိုယ်ကိုယုံကြည်စိတ် ဖြစ်ခြင်းမေတ္တာစိတ်စိတ်အားထက်သန်မှုမျှော်လင့်ခြင်းနဲ့ဆန္ဒဆန္ဒတင်းရမှုစသည့်စိတ်များကိုမတိစိတ်ထက်အထိအထုံပါအောင်ဝင်းယူထိန်းသိမ်းရမယ်မတိစိတ်မှထွက်ပေါ်လာသည့်စိတ်ခံစားမှုစွန့်ရင်ရသည်တိစိတ်ဥနောက်ကိုမောင်းနေရင်လောင်စာများဖြစ်တော့ကြောင့်ယင်းကိုဂယုယုစင်ခြင်းရန်အရေးကြီးတယ်နမတ်စနစ် စတုဒ္ဒအာယုံမနောထက်ကိုညှင့်တင်ပါ ဆုံးရချက်ကိုမခိုင်မာမှုတန်တရားစိတ်နဲ့ကြောက်တရားများကိုဖြေဖြောင်းနိုင်ရန်တရားထိုင်ခြင်းများဖြင့်တမာတိအားကောင်းလာအောင် လေ့ကျင့်ရမယ်တမာတိအားကောင်းမှသာရှေ့တွင်ရှေ့လာနိုင်သည့်အနေအများနှင့်အကျိုးအပြည့်များကိုဓမ္မထိတ်တန်ကြကြမြင်နိုင်မယ်တမာတိအားကောင်းပြီးမနှောတတ်စတုတ္တအာယုံဖြင့်အနေရကိုကြိုတွေးကြိုချောင်းနိုင်ခြင်းသည်အောင်မြင်သူတို့၏ စွမ်းဘက်ကတကူဖြစ်သည်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ